ဒီနေ့ကျွန်တော်တို့သူတို့ဝဆင်ခြင်ဖို့အတွက်သူတို့ဘာဤစိတ်နှလုံးကိုတတစီသူဆိုရဲကောင်းစဉ်လေးနဲ့မင်္ဂကြပါရဲ့လို့အာခိပုကတမန်တော်ကြီးရှင်ပေါ်လူတို့စီကိုရောက်လာတဲ့အခါမှာဖိလိမုန်ရဲ့အကြောင်းပြန်ပြောပြပြန်ပြောပြတဲ့အခါမှာသူအရန်ဝမ်းသာတယ်ဂျင်းနဲ့တာပေါ့နော်ဂျင်းနဲ့တာပေါ့ဘာလို့လဲဆိုတော့သူကယုံကြည်သူတွေကိုချစ်တဲ့သူဖြစ်တယ်ဆိုတဲ့အခါမှာအဲ့ဒီတဲ့ကိုကြားတဲ့အချိန် ကတဲ့ဟိုကစပြီးတော့မှဒါဖိလိမုန်တို့ကိုသူဆူတောင်းပေးပါတယ်။ယုံကြည်ခြင်းကိုဆက်ဆံသောအရှင်ကြီး၏ဒီစကလုံးကဆယ်ယူဒတန်လည်းဘာသာပြန်ထားတာအရင်ကောင်းတယ်။တပေါင်းတင်းတာကိုပြောနေတာ။ဟောဆက်ဆံနေရဆိုတော့ပေါင်းတင်းတာပေါင်းတင်းဆက်ဆံယူပြောတာ။အရှင်ကြီးရေဆိုတာတဘောကပေါင်းသိင်းတဲ့အခါမှာတကယ်ပဲပြင်းပြင်းထန်ထန်နဲ့ပေါင်းသိင်းတာဘာလို့ပေါင်းသိင်းရမှာလဲဆိုယုံကြည်ခြင်းကိုပေါင်းသိင်းတာ ဒီသူတပားရဲ့စိတ်ကိုတတ်တာစီတဲ့သူဖြစ်ဖို့အတွက်အရေးကြီးတယ်